စဉ်းစားကြည့်အမိုက်ပုံရင်ပြီးတော့ခုနလိုပဲခက်မသိလဲတန်ဆူးနိုင်တယ်ပလင်းဝဲရှာနိုင်တယ်ကွာအဲ့လိုနေရာမှာအကုန်လုံးသွားရကြရဆိုတဲ့အခါကျတော့ဘာပြောဇကားကောင်တစ်ခုအဲတဘာဝတယုတ်ခေါ်ဘဝတယုတ်ခေါ်ဇကားတစ်ခုအားလုံးဒီလိုလုံးလုံးနဲ့ပါဝင်တဲ့ဇကာတစ်ခုမှာပါဝင်ခင်ရတဲ့တကယ်ဝမ်းသာပါတယ်။အေးသက်တဲ့မြန်မာရုပ်ရှင်ကားစစ်စစ်ကိုကြိုက်တဲ့လူတွေအတွက်မြင့်မြတ်ရဲ့ဒရမာကားစစ်စစ်ကိုကြည့်ရမှာလို့အာမခံပါတယ်။အဲ့တော့ရုံမော်ကိုလာခဲ့ဖို့လည်းဖိတ်ခေါ်ပါတယ်ရှင်။မိုးမြွေရေးဇကာလည်း တော့တော့ပဲပါလာတယ်ထင်ပါရဲ့။သူကငါထက်သူ့ရဲ့ညီလေးမားကိုချစ်တာ။ကိုကြီးက ဒီကားမှာလေမြေသူတချင်းနှစ်ပေါလုံးသဘောကြရရှင်ဒါပထမတော့ကိုကျိုးလေးချင်းရတော့မြေသူကမြေတဲ့အဆွေသမားတွေဆိုတော့ကိုကျိုးလေးချင်းရပေါ့ကိုခါပြီးနားထောင်လို့ဆွေးနေတာဟုတ်အာဒါပေမဲ့မြေစာဇဝင်တေးကလည်းတော်တော်လေးအတိတ်ပဲရှိရရှင်နားထောင်နေရင်းနဲ့ကိုလေကြည်နေရင်းနဲ့ဒီ music background လာပြီးဒီ theme song ဝင်တာနဲ့ကိုမျက်ရည်လိုက်လိုက်ကြားနေတယ်အာဒီ theme song နဲ့တအားသဘောကြတယ်မြေစာ theme song ကိုလေဟုတ်ကဲ့အဟားလေမြေသူကကိုကျိုးလေး fan ပါဘာလို့ဆွေးချင်းနေမြေရနားထောင်ပြီးတခါကျဂျင်းစော့နေတော့မှပဲအဲ့ကိုကျိုးလေးချင်းနေတော့ပြီးဂျင်းစော့လာချောင်းစော့တက်တယ်အဲ့လိုမျိုးဆိုတာလေမြေသူကအဲ့လို ွဲရခြင်းကြိုက်တယ်။အဲ့တော့ဒီနေ့မှစကြည့်ရတာကွာရှေ့မှာတော့မကြည့်ကြဘူးပေါ့နော်။ကိုပါတဲ့ဟာလေးရှိတယ်။အဲ့နောက်ဆုံးဇက်သိန်းကိုလည်းတော့ပေါ့နော်ဟို ဗမာကတော့ဗမာတခါကျတော့ရှိတာပေါ့နော်ဗမာဆန်သွားတယ်ပေါ့ဒါပေမဲ့ဗမာဆန်မဲ့လေဗမာတွေကကြိုက်တာဗမာအများစုဒီမြန်မာအများစုကြည်တာဆိုတဲ့အခါကျတော့နောက်ဆုံးဇက်သိန်းလေးလည်းသဘောကျတယ်ရှင်နောက်ဆုံးသူရဲ့ဇက်သိန်းပေါ့နော်အကုန်လုံးကမှန်းထားတာ2မျိုးလေးဇက်သိန်းကတစ်မျိုးလေးပေါ့နော်ဆိုတဲ့အခါကျတော့မြန်ဇက်သိန်းလေးလည်းသဘောကျတယ်ပြောချင်တာကတော့မြေစာကတကယ်ကိုမြန်မာရုပ်ရှင်စစ်စစ်ပေါ့နော်အာအော်မြင့်မြင့်ပေါ်ကစားတော့ငါကြည့်ခဲ့ရတဲ့ drama တွေကို drama ဇလန်းတွေကိုယုံကြည်မှာ တကယ်မြင့်မြတ်ဒီနေ့လက်ရှိရှိနေတဲ့2025ကမြင့်မြတ်ကိုပေါ့နော်အဲကြည်ရသလိုကိုအရင်တော့မြင့်မြတ်စပေါ်လာကဇကဇလန်းဇအိမ်ဖွဲ့စည်းမှုမျိုးတွေနဲ့ပေါ့နော်မြင်ရမှာဆိုမြင့်မြတ်ကမြင့်မြတ်ကိုဒရမာစစ်စစ်သဘောကျပြီးမျှော်လင့်နေတဲ့ရုပ်ရှင်ချစ်တဲ့သူတွေအားလုံးဒီကားကတကယ်ကိုကျင့်တဲ့အားရမှုပြပေးမယ်လို့တကယ်ကိုယုံကြည်ရဲ။ဘာလို့ဆိုတော့ဒီမှာယုံနေမှာကိုကဝင်ကြည့်နေတဲ့ကိုမှဟိုလေ သူ့ညီမတွေကိုသူရိုက်လိုက်ပြီးဆိုဝေါခနဲ့ပဲရိုက်ရိုက်ရိုက်ဆိုပြီးတော့အဲ့လိုမျိုးပေါ့နော်နင်းရနေရတယ်ဝင်ပြီးတော့အဲ့လိုဒေါသထွက်ပေးနေရတယ်လဲတွေ့တယ်အပြီးတော့ခါကြတော့ပေါ့နော်အဟိုတခါလဲရီမောတဲ့အခန်းတွေရှိတယ်မိမျက်ကိုတိပါလုံးဝတွေ့ပါဟာမိမျက်ရှိတယ်အဲ့လိုပုံစံမျိုးနဲ့ပေါ့နော်ညမှန်နေပါတက်ပြီးဂိုက်ဆိုင်ပေးတဲ့အခန်းမျိုးဆိုရင်အကုန်လုံးတော့နဲ့ကြပြောချင်တာဒီကားလေးကကြည်နေတဲ့ဒရမ်းမှာဒါပေမဲ့တစ်ချက်တစ်ချက်မှာဒရိုက်တာလည်းပေါ့နော်စညုံးကလည်း တ်ပေါ့ပေးတာပေါ့เนาะကြီးတဲ့သူတွေကိုရုပ်ရှင်တွေအရင်မုန်းချက်ပြီးပိတ်လောင်มาဆိုချက်ခန်းလေးတွေဟိုပေါ့เนาะဟိုတက်ကြီးလှုပ်ထားတဲ့ plot တွေမဟုတ်ဖဲနဲ့ပိတ်သက်အတွက်ပြုံးသွားစေတယ်စိတ်ရှုပ်နေငုံနေအားလုံးအားမြဖြစ်နေရင်းနဲ့မှရည်သွားစေတဲ့ plot လေးတွေလည်းပါပါတယ်လို့ပြောချင်ပါတယ်ရှင်အဒါတော့ဖြစ်ဒါတော့ဟိုဖြစ်ဖြစ်တယ်ဖြစ်လိဖြစ်တာရှိတယ်မဖြစ်မှမဟုတ်တာအပြောင်းအမြေသာကားကဖြစ်ရမှန်ပေါ့เนาะအခြေခံနားလေ40ရာခိုင်နှုန်းတော့က ြည့်ရမယ်အခြေခံတဲ့တရားမလို့ဖြစ်တော့ဒီဟာကတကယ်ဒီလူမှုဝန်းကျင်မှာမိသားစုမှာ အိမ်အောင်နေတိုင်းမှာပေါ့နော်အဖြစ်လေးဖြစ်တာရှိနေတဲ့ကိစ္စလေးကြီးပဲဒီလိုမျိုးလည်းရှိတယ်အရန်မောင်နှမတားချစ်လို့မိဘတွေကိုတားချစ်လို့ပေါ့နော်ကိုချစ်သူဆုံးတော့တဲ့မျိုးသားမျိုးလည်းရှိရှိပါလားရှာအာဟုတ်တယ်ဒါအမြတ်သူတို့ကအဲ့ဒါနောက်ဆုံးသေးပါ တာတယောက်နေတော့ကိုကကိုမူးထဲအောင်ဖြစ်တာပေါ့နော်ဆိုတော့အာသဘောကျတယ်အခါကျကိုရဲ့ ID နဲ့တဖက်မှာလည်းသွားပြီးတော့အာပတ်မိုးမှုပေးတယ်ဇက်ကားလေးကိုပေါ့နော်ထိရောက်မှုပေးရဆိုကျင်တတ်ပါတယ်ဟုတ်တယ်ဒီကားလေးအဲ့လိုမျိုးလေးဆွဲခေါ်သွားတယ်လူတွေကကြည့်နေတဲ့ drama ငိုရတာမှန်တယ်မဲ့တစ်ချက်ချက်မထင်မှားတဲ့ပလောက်လေးတွေဝင်လာတဲ့ခါကျရင်ကိုရဲ့ကြည့်နေတဲ့မုန်းချက်မှုတွေလက်လျော့သွားတာဟုတ်တယ်နော်အဖိခေါ်လေးပါတာပေါ့နော်ဒီကအဲ့လိုလေးကြည့်ရမှာပါဆရာငိုရတာငိုနေတာဘက်ကလည်းစားနေတယ် ခါကျမျက်ရည်ကျပြီအဲ့ဒါတကယ်လို့တကယ်ဖြစ်တတ်တယ်။အဲ့လိုမျိုးအဲ့ဒါအဲ့ဒါရှိတယ်။အဲ့ဒါတဘာဝတဘာဝတွေမှာရှိတယ်။ကိုကကြည့်ရပြဲစားတယ်မင်းတော်ရဲတော့ အကုန်မြင်လဲပြီးတော့ဟိုပါပေါ့အဲပြီးတော့ခါကြဒီနေ့ဆိုရင်လဲပေါ့နော်ဒီမီဇာလာကြည့်ရဲ့အဒီရပေါ့နော်ဟိုပါတွေဟိုဒီရလာကြည့်ပေးရဲ့ဝေးရံကြတဲ့စီမီယောင်းပေါ့လဲအခုလိုမျိုးပေါ့နော်လဲလေဒီမီပူပြီးတော့ခောက်ဆဲကြော်တွေပေါ့900ကျော်မဲ့ထုတ်ရင်နော်အဲ့ဆိုအဲ့လိုမျိုးအကုန်လုံးရောက်စီပေးဝေခွင့်ရတဲ့အတွက်လဲအဲလိုမျိုးစီစဉ်စီရတဲ့ထုတ်လို့ရေကျေစွတ်တယ်မှာလို့မီဇာဖွဲ့သားတွေကျေစွတ်တယ်မှာလို့ပြောချက်ပေါ့စဉ်းစားကြည့်အမိုက်ပုံကြီးပြီးတော့ခုနလိုပဲခက်မသိလဲတန်ဆူးနိုင်တယ်ပလင်းဝဲရှာနိုင်တယ်ကွာအဲ့လိုနေရာမှာအကုန်လုံးတွားရိုက်ကြရဆိုတဲ့ခါကျတော့ငါပြောဇကားကောင်တစ်ခုအဲတဘာဝက တယုတ်ခေါ်ဘဝတယုတ်ခေါ်ဇကာတ်ကိုအားလုံးဒီလိုလုံးဝနဲ့ပါဝင်တဲ့ဇကာတ်ကမှာပါဝင်ခဲ့ရတဲ့တကယ်ဝမ်းသာအောင်ပါတယ်။အဲဒီတက်တွေမြန်မာရုပ်ရှင်ကားစစ်စစ်ကိုကြိုက်တဲ့လူတွေအတွက်မြင့်မြတ်ရဲ့ဒရမာကားစစ်စစ်ကိုကြည့်ရမှာလို့အားမခံပါနဲ့။အဲ့တော့ရုံပေါ်လာခဲ့ဖို့လည်းဖိတ်ခေါ်ပါရစေ။အားလုံးကြည့်ကြည့်တင်ပါရစေ။ကျေးဇူးပါ။ကျေးဇူးပါ။